စားကြပါအောင်ရှင်ဒီဇိုင်းလေးကတော့လေရှာမရှာဆိုင်လေးပေါ့နော်ဒီနေ့ travel log လေးကတော့ coffee sign vlog လေးပဲဖြစ်ပါရဲ့ရှင်အစားအသောက်ကောင်းတာတွေရပြီးတော့ photo spot နေရာတွေလည်းအများကြီးရှိတဲ့ဆိုင်ထလှလေးကိုခေါ်သွားပေးမှာပဲဖြစ်ပါရဲ့ရှင် Hello မင်္ဂလာပါဒီနေ့တော့ ਇਸ ွေကတောင်ဥက္ကလာသူမင်္ဂလာလမ်းမပေါ်ကအနောက်က green house cafe ကိုလာဖြစ်ပါတယ်အဲဒါကိုလိုက်ခဲ့ပါလာဒီမှာလည်းပူတော့ဆိုင်ထဲမှာအေးနေတာပဲဒီဆိုင်လေးကလည်း coffee sign လေးဆိုပေမဲ့စားတော့တည်းအရန်ကောင်းတယ်နောက်ပြီးတော့အပေါ်ထပ်မအောင်အောက်ထပ်မအောင် decoration အကုန်လုံးကအစိမ်းရံနဲ့လုပ်ထားတာဖြစ်ပြီးပါတော့မှမျက်စိနဲ့အေးတယ်စိတ်နဲ့အေးတယ်ဒီနေ့တော့ either ကဒီမှာစားလဲစားမယ်ပြီးတော့ဒီစာအုပ်လေးလည်းဖတ်မယ်ပေါ့နော် coffee လေးတောင်းရင်းနေပါအဲ့တော့ဘာလေးစားမလဲဆိုတာမှားလိုက်အောင်ပါနော်ဒီဆိုင်မှာက menu တော်တော်လေးကိုစုံနေ ဗနက်စာအနေနဲ့ဆိုလို့ရှိရင်စိတ်သားစမူစာနာမည်ကြီးတယ်။နောက်ပြီးတော့ပါစတာတွေကလည်းအဲ့ဒါစားခဲ့တယ်။အဲစတိတ်ဆိုလို့ရှိရင် local beef တွေကနေစားမလား aussie စားမလားရှိတယ်ပေါ့နော်။ပြီးတော့မနက်စာအနေနဲ့မိုဟင်းကလည်းရတယ်။ mexican food တွေလည်းတော်တော်စုံစမ်းလေးကိုရတယ်။ dessert တွေလည်းရှိတယ်။ smoothie ပြီးတော့ classic tea တောက်မလား coffee အေးတောက်မလား coffee တောက်မလားပေါ့နော်။ပြီးတော့ဒီမှာ korea bean soup လည်းရတယ်။ဆိုတော့အဲ့ဒါစားစင်တာတွေမှာထားခဲ့ပြီးတော့ခဏအပေါ်တက်ပြီးတပုတ်ရင်ရိုက်မယ်။ဒါကတော့အပေါ်တက်နေရလေးတွေပေါ့နော်။ အောက်ထပ်မှာမထိုင်ခြင်းလို့ရှိရင်လည်းအခုလိုမျိုးပေါ်တက်မှာထိုင်လို့ရတယ်။အပေါ်တက်မှာဆိုလို့ရှိရင်လည်းလှလှပတဲ့ဒီဇိုင်းလေးရင်းနေပေါ့နော်။ဓာတ်ပုံရိုက်လို့လှတယ်ဖိုတိုစပော့နေရာလေးလည်းအများကြီးပဲရှိရယ်။အဲ့တော့ ether ကအောက်မှာဆားဆားပြီးလို့ရှိရင်တော့အပေါ်မှာဓာတ်ပုံထလှလေးလာရိုက်မယ်။ပြီးလို့ရှိရင်တော့ဒီနေ့ ether ခေခင်တုဆိုင်အိုလေးဖတ်ပြီးပါတော့မှာပြတ်ပါမယ်ရှင်။ဘလော့စ်အစ်တယ်မှားတဲ့မီနူးလေးရတယ်အောက်မှာရပြီဆိုတော့အောက်ကိုဆင်းမြူသွားစားပါမယ်။ဘလို့ရှိရင်တော့အစ်တယ်မှားတဲ့ထောက်တောက်လေးတော်တော်များများရောက်ပါပြီ။အစ်တယ် drinks ကတော့အပေါ်မှာစားအုပ်ဖန်ရင်းနဲ့တက်ဖို့တက်ကို drinks ကိုတော့ခဏ break ထားရတယ်ပေါ့နော်။ ပါစတာလည်းစားကြည့်တင်တဲ့အတွက်ကြောင့်မို့လို့ပါစတာကိုပစုံနဲ့မှာထားတယ်။ဒါဆိုလို့ရှိရင်အစ်တမကစမူဆောင်မှမတ်တော်နဲ့ပေါ့နော်။စိတ်သားစမူဆောင်မှာထားဖြစ်ပါတယ်။ဒါဆိုတော့သမင်းကျော်ကတုံရန်သမင်းကျော်အဲ့ဒါကိုပစုံနဲ့ပေါ့နော်။ပီဇာကကြတော့ဟာဝရီပီဇာပေါ့နော်။ပီဇာလေးမှာလည်း cheese တွေနဲ့ဘေကွန်နဲ့ဝင်လာ။ဆက်မှ tomato sauce လေးနဲ့ ပြည်ဆံသားမျိုးကောင်းတယ်ပြည်ဆံဒုဝင်လေးအေးကြီးလေးနဲ့อืมစားလာလုံးဝမအေးဘူးအားသာပါအောင်ဒါကတော့ပါစတာပါစတာကိုသူကတော့ပုံလေးနဲ့ ားပါမယ်ရှင်ဒီဆန်လေးကိုနောက်တစ်ခေါက်ကျမှတလုံးနဲ့တူလာထိုင်မယ်ဒီမှာကတော့ခလေးပဲဆက်ဆက်လိုကြီးပဲဆက်ဆက်တော်တော်အဆင်ပြေတယ်မက္ကဆီကန်ဖုတ်တွေလည်းတော်တော်ကောင်းတယ်ပေါ့နော်ဒါကတော့ယူရိုပီယန်ဖုတ်လေးပါကြပါပါရှင် တစ်ခါကကြတော့ဒီမှာတုံရန် seafood မင်းကျော်စားမှာဖြစ်ပါတယ်ရှင်။သူ့ထဲမှာပင်လယ်စာရေပွဲဟုတ်ကင်းမွန်လေးလည်းပါတယ်။ငါးလေးလည်းပါရင်ဘုံဆောင်လေးလည်းပါ။อืม။နည်းနည်းတုံလေးဖတ်ကြပါအောင်ရှင်။음အနံ့လည်းမိကုအနံ့အဲ့လိုစမောက်လုပ်ထားတဲ့အနံ့လေးလည်းရရပင်လယ်စာလည်းကောင်းတယ်။ အများသာနဲ့ကောင်းပါတယ်အဲ့ဒါရောက်တဲ့နေရာမှာသမင်းတော်စိုက်တဲ့လူတွေအတွက်ကတော်တော်လေးကို highly highly recommend ပါထပ်တက်ပါအောင်ရှင်嗯，他们找了一只阿刚，他们找了只刚，谁刚？ ဒါတော့စိတ်သာစမှုစာပါပြည့်စော့စမှုနဲ့음ဆက်မှစိတ်သာလေးနဲ့စာတုတ်ထားတာဖြစ်ပါရင်မှုရနေရပဲอืม စမူဇာလေးလည်းကောင်းပါလေသူ့ရဲ့ sauce လေးကမကြီး sauce လေးအဲ့ဒီမှာမက်ဆာဆိုလို့ရှင်လေမိုဟင်းကားလိုမျိုးစပူဆာလိုမျိုးအဲ့လိုမျိုးရတယ်စိတ်သားရယ် အာလူရယ်အစာတွတ်ထားရစမိုစာလေးတော်တော်ကောင်းပါပွင့်နေပါอืมเนื้อก็ซ้ํากันนะคุณน่ะแค่ตัวซ้ํามาจ้ะတော့สเต็กป่ะเนาะบีสเต็กโกมาโลเคลแล้วရှိရယ်ออซีแล้วရှိရယ်နောက်ပြီးတော့ အမေသားမစားလို့ကစက်သားလည်းရှိတယ်။ဝက်သားပေါ့ချော်လေးလည်းရှိတယ်ပေါ့နော်။အခုဒီတရတော့အမေသားစားရသူဆိုတော့ကြာမလို့ mistake မှာပါပါရှင်။ဟွန်း ်စတိတ်လဲကောင်းတယ်ကောင်းငါလည်းအေးသွားလို့စတိတ်လဲစားစင်တယ်အလဲမှာမကြက်ပဲနဲ့ရဲရဲဆိုလို့ရှင်လဲမစားရဲဘူးတက်လွန်သွားရင်လဲမာတယ်မြူချရခတ်တယ်ဝါရခတ်တယ်အဲ့ဒီပြဿနာကြီးတော့ဒီစတိတ်မှာတော့မတွေ့ပါဘူးရှင်သူကတော့အလဲမှာကြက်တယ်သမီးရံရဲတော့မဟုတ်တော့ဘူးကောနော်အကျက်တဲ့ stage ကိုရောက်သွားပြီကျက်တယ်သို့တော့မမာပါဘူး ဝိုင်းရတာလည်းလွယ်ပါတယ်အဆင်ပြေပါတယ်ဒါကတော့ green house ရဲ့ basic signature ပေါ့နော် local pea steak 8900ပါ ဆောက်လို့လဲဝပြီဆိုတော့မကုံနာလေးတွေကိုပါဆယ်ထုတ်ပြီးတော့အပေါ်မှာဘင်းစုသောစာမှဖြစ်ပါတယ်ကိုရီးယားရေခဲချစ်ပါကိုရီးယားရေခဲချစ်ကိုမှအရသာကနို့အရသာအေးအေးလေးနဲ့အချိုမကဲမနဲ့မှွှေးမှွှေးဆိတ်ဆိတ်လေးဖြစ်ပါတယ်အသီးလေးတွေကကြတော့တရက်သီးနဲ့စတော်ဘယ်ရီသီးကအဲ့တော့ထင်တာပေါ့နော် frozen လေးတွေဖြစ်ပြီးတော့မှကျွန်တဲ့အသီးကတော့ fresh အသီးဖြစ်ပါတယ်အသီးအစုံနဲ့ဘင်းစုတပွဲကအကြီးပဲမို့လို့ပုံထဲမှာမြင်ရတဲ့အတိုင်းပဲနှစ်ယောက်သုံးယောက်လောက်အေးအေးဆိတ်ဆိတ်နဲ့ထိုင်စားလို့ရတယ်ရာသီဥတုနဲ့အရောက်အောင်လိုက်ဖက်ပြီးတော့မှအဲ့တော့အစိုက်ဆုံး result ဖြစ်ပါတယ်။နောက်ပြီးတော့အဲ့ဒါဆိုတကယ်ချင်းနဲ့တူတူ share ပြီးတော့စားခဲ့တယ်။ ပင်းစုစားမယ်ဆိုလို့ရှိရင်တော့တယောက်တည်းတော့မကုန်ဘူးပေါ့နော်။ပွဲရလည်းအကြီးပြည့်ဖြစ်တဲ့တကြောင်မလို့၂ယောက်၃ယောက် တကယ်ချင်းနဲ့စုစားပါ။အရန်ကိုစားလို့ကောင်းတယ်။ဒါတွေအကြိုက်ဆုံး highly highly recommend ပေးပါတယ်နော်။အသီးလေးတွေစိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်။နောက်တစ်ခုကတော့ ice cappuccino ပါ။ဒါတွေ cappuccino လေးတောက်မယ်။သူကတီးလဲရတယ်။အပူတောက်မလားအအေးတောက်မလား coffee လိုလဲအလိုပဲအပူတောက်မလားအအေးတောက်မလားဆိုပြီးတော့ရရပါတော့။ coffee အေးလေးတောက်ပြီးတော့ဒီနေ့တော့ဒါတွေကခင်ခင်ထူးစာအုပ်လေးကိုပြီးတဲ့လောက်ဖတ်ပါမယ်။ ပြီးလို့ရှိရင်တော့တုံတုံလေးကိုတောင်းသွားကြုံမှာပဲဖြစ်ပါတယ်။ coffee အေးကလည်းရာသီဥတုနဲ့အရန်ကိုလိုက်ဖက်ပြီးတော့အစ်တွေကတခါတလေမှ coffee တောက်တာဆိုပေမဲ့အဲ့လို coffee အေးဆိုလို့ရှိရင်တော့ကြိုက်ပါတယ်။ coffee အေးလေးကို AAC လေးတောက်မယ်စာအုပ်ဖတ်မယ်တကယ်ချင်းနေပါလာရဲဆိုလို့ရှင်နဲ့တကယ်ချင်းနေအာလူးဖုတ်မယ်ပေါ့နော်ကဲဒါဆိုလို့ရှင်တော့ဒီဆိုင်ရဲ့ဘလော့လေးကဒီမှာပဲဆုံးသက်ပြစေရှင်ဆိုင်နာမည်က Green House ဖြစ်ပါတယ်သူ့မင်္ဂလာလမ်းမပေါ့ငါးရက်ကွက်ထိပ်မှာဖွင့်ထားပါရှင်